တနစ်တာတမချန်းစာမှာကြိုးဆိုပါရယ်ယနေ့အတူတကွာဖက်ရန်တမချန်းစာမှာဓမ္မရာဇဝင် ပထမဆောင်ခန်းကြီး၈မှ၁၀အထိဖြစ်ပါတယ်ဓမ္မရာဇဝင် ပထမဆောင်ခန်းကြီး၈ဣတိလာရုရှင်ဘရင်တောင်းဆိုခြင်းရှမွေလာသည်အသက်ကြီးသောအခါမိမိသားတို့ကိုဣတိလာအမျိုး၌အုပ်ဆိုးရသောအခွင့်နှင့်ခံထား၏ တာဥမီကာယောလဒုတိယတာအမီကာအဘိဝတိထိုသူတို့သည်ဘေရရှိဘာမျိုး၌တရားသူကြီးလောက်ကြ၏တို့ရရင် အဖလန်းတို့မလိုက်ငွေကိုတတ်မှတ်သောစိတ်နှင့်လွဲသွား၍တစိုးစားလျက်တရားကိုဖျက်ကြ၏ထိုအခါဣတိယီလအမျိုးအသက်ကြီးသူအပေါင်းတို့သည် စီဝေး၍ရှမွေလရှိရာအရက်ယာမမျိုးတို့လာပြီးလျှင် ကိုတော်သည်အသက်ကြီးပါ၏။ကိုတော်ဤသားတို့သည်ကိုတော်လမ်းသို့မလိုက်ကြပါ။လူမျိုးအပေါင်းတို့ဤထုံးစံရှိသည့်အတိုင်းအကျွန်ုပ်တို့ကိုအုပ်ဆိုးရသော ရှင်ဘရင်ကိုချီးမြောက်ပါလောဟုရှောက်ကြ၏။ထို့သောအကျွန်ုပ်တို့ကိုအုပ်ဆိုးရသောရှင်ဘရင်ကို ပေးပါလောဟုရှောက်တော်အမှုကိုရှာမွေလာသည်မနစ်သက်သောကြောင့်ထာဝရဖျားအားဆုတောင်းလေ၏။ ထာဝရဘုရားကလည်းတင့်အားလူများတို့ပြောဆိုသည်မသော စကားကိုနားထောင်တော့သူတို့သည်တင့်ကိုသာမပဲငါသည်သူတို့ကိုမအုပ်ဆိုးစေခြင်းကငါ့ကိုလည်းပယ်ကြပြီသူတို့ကိုအကုတ်တူပြီမှငါဆောင်ခဲ့သောနေမှာစာ၍ယနေ့တိုင်အောင်ငါ့ကိုဆွံ့၍အခြားတစ်ပါသောဘုရားတို့ကိုဝတ်ပြုသည်ဖြင့်ကျင်းမိသည်မသောအကျင့်တိုင်းတင်း၌လဲပြကြ၏ယခုမှသူတို့စကားကိုနားထောင်တော့ တို့ရရင်တတိပေး၍သူတို့ကိုအုပ်ဆိုးသောရှင်ဘရင်ဤထုံးစံကိုပြလော့ဟုမိတော်မူ၏ရှမွေလာဒီလေရှင်ဘရင်ကိုတောင်းတော်သူတို့အားထာဝရဖရာအမိတော်ရှိသည်များကိုပြန်ပြော၍တင်တို့ကိုအုပ်ဆိုးသောရှင်ဘရင်ဤထုံးစံဟုမူကားတင်တို့သားများကိုယူ၍မိမိယထာထိန်မြင်းထိန်အရာ၌ခံထား၍ အချို့တို့သည်လည်းသူ၏ယထာရှိမှပြေးရကြမည်လူတစ်ထောင်အုပ်တရာအုပ်50အုပ်တစ်ဆယ်အုပ်အရာ၌ခံထား၍လဲလုတ်ခြင်းစပားရိတ်ခြင်းစစ်တိုက်တစားယထာတစားကိုလှုပ်ခြင်းအမှုများကိုဝေဖန်လိုက်မည်တင်းတို့သမီးများကိုလည်းယူ၍ခဲဖွဲ့စားဖွဲ့တို့ကိုပြင်ဆင်စေခြင်းက၎င်းစတော်ကဲမုတ်တဲ့ဖြစ်စေခြင်းက၎င်း ခံထားလိမ့်မည်။တင်တို့လေကွက်စပြည့်ဥယင်တန်လွင်ဥယင်အကောင်းဆုံးတို့ကိုယူ၍မိမိကျုံတို့အားပေးလိမ့်မည်။တင်တို့မျိုးစေ့စပြည့်တီးဆဲဖို့တဖို့ကိုယူ၍သူဤအရာရှိ အမှုထမ်းတို့အားပေးလိမ့်မည်။တင်တို့ကျုံကျုံမအကောင်းဆုံးသောလူလင်မိများကိုယူ၍သူဤအမှုကိုလုတ်ကင်စေလိမ့်မည်။ တင်တို့တိုးစုဆဲဖို့တဖို့ကိုလည်းယူ၍တင်တို့သည်သူဤကြုံခံရကြမည်တင်တို့ရွေးယူသောရှင်ဖရင်ကြောင့်ထိုနေ့၌တင်တို့အော်ဟစ်တော်လေသာဝရဖျားသည်နားထောင်တော်မူဟုတတိပေးလေ၏သို့တော်လေလူများတို့ကမဟုတ်ပါအုပ်ဆိုးသောရှင်ဖရင်ကိုလိုချင်ပါ၏အကျွန်ုပ်တို့သည်တပါးမျိုးသားအပေါင်းတို့နှင့်တူမီကြောင် အကျွန်ုပ်တို့ကိုအုပ်ဆိုးသောရှင်ဘုရင်ရှိရမည်အကျွန်ုပ်တို့ရှိမှထွက်ကြွ၍စစ်တပ်ရမည်ဟု ရှာမွေလိုက်စကားကို နားမထောင်ပဲဆိုကြ၏ထိုသူတို့၏စကားများကိုရှာမွေလာသည်ကြားလျင်ထာဝရဘုရားရှိတော်၌ရှောက်လျိထာဝရဘုရားကလည်းသူတို့စကားကိုနားထောင်၍သူတို့အဖို့ရှင်ဘုရင်ကိုချီးမြှောက်လို့ဟုမိတော်မူသည်ဖြင့် ရှမူဝီလာကတင်းတို့အတီတီနေရမျိုးရွာသို့ပြန်သွားကြလော့ဟုဣတိယီလာလူတို့အားပြောဆိုလေ၏ဓမ္မရာဇဝင် ပထမဆောင်အခန်းကြီးကိုရှောလူကိုဘရင်အဖြစ်ရွေးကောက်ခြင်းဗီယာမိန်မျိုးသားအာဖိဗီခောရက်ဇေရောအပြေလာမဆင်းသက်၍ကိရှာအမိရှိသောဗီယာမိန်မျိုးသားတယောက်ရှိ၏ သူသည်အလွန်ခွန်အားကြီးသောသူဖြစ်၏ထိုသူ၌ရှောလူအမည်ရှိသောသားတယောက်ရှိ၏ထိုသားသည် အစင်းလာ၍ထူဆန်းသောသူဖြစ်၏ဤတည်ရလအမျိုးသားတို့တွင် ထိုသူထက်သာ၍အစင်းလာသောသူတယောက်မျှမရှိ သူသည် အခြားသောသူထက်ပခုံးထက်မှာအရက်သာ၍မြည်၏ရှောလူဖာကိရှာဤမြည်တို့သည်ပျောက်သောကြောင့်ကိရှာက ်တင်းဒီငေသားတယောက်ကိုခေါ်၍မိလို့ကိုရှာအံ့သောငါထသွားလောဟုမိမိသားလျှောလူအားဆိုသည့်အတိုင်းသူတို့သည်အီဖရင်တောင်အရက်နှင့်ရှက်လိရှအရက်တလျှောက်လုံး၌ရှာ၍မတွေ့လျင်တဖန်ရှာလေအရက်မှသည်ဘေးရမေအရက်များတလျှောက်လုံး၌မတွေ့စူဖာအရက်တို့ရောက်သောအခါရှောလူကပြန်ကြဆုသူမဟုတ် ဖသည်မိတို့ကြောင့်မစိုးရင်ငါတို့ကြောင့်စိုးရိမ်လိမ့်မည်ဟုငယ်သားကိုပြောဆိုလျင်ငယ်သားကဤမြို့၌အတေးထင်ရှားသောဖျားသခင်ဤလူတယောက်ရှိ၏သူပြောသည်မြသောစကားသည်ဧကံအမှန်ပြည့်စုံတတ်၏သူထံသို့တွားကြဆုငါတို့တွားရသောလမ်းကိုသူပြကောင်းပြလိမ့်မည်ဟုဆို၏ရှောလူကလည်းတွားလျင်အဘယ်အရာကိုလှူရမည်နည်း ်ငါတို့၌ပါသောမုတ်ကုံမီဖျားသခင်ဤလူကို လူစရာအလူတစုံတစ်ခုမျှမရှိငါတို့၌တစုံတစ်ခုရှိသေးသလိုဟုငေသားအာမေတော်ငေသားကကျွန်တော်လက်၌ငွေတမတ်ရှိပါ၏ငါတို့ကိုလမ်းပြသည့်အတွက်ဖျားသခင်ဤလူအားပေးပါမည်ဟုရှောလူအားပြန်ပြော၏ရှိကာလာ၌ဤတည်လာအမျိုးသားတို့သည် ဖျားသခင်ကိုမေးမြန်းခြင်းငါသွားမည်ဟုအကြံရှိလျင် မြင်တော်သူထံသို့တွားကြဆိုဟုဆိုတတ်ကြ၏ပယောဖတ်ဟူ၍ခေါ်ဝေါ်တော်သူကိုရှေးကာလ၌မြင်တော်သူဟူ၍ခေါ်ဝေါ်ကြသတည်းရှောလူကလည်းကောင်းပြီတွားကြဆိုဟုငေသားအားဆိုလျက်ဖျားသခင်ဤလူရှိရာမျိုးသို့တွားကြ၏မြို့ပြင်ကုန်းပေါ်သို့ရောက်သောအခါရေခတ်လာသောမိမပြူတို့ကိုတွေ့၍ ဤအရ၌မြင်တော်သူရှိသလောဟုမေးတော်ရှိပါ၏သင်တို့ရှိမှရှိပါ၏အလင်းအမြန်သွားတော့မြင်တော်သူသည်ဤမျိုးတို့ယနေ့လာပြီလူများတို့သည်မြင်တော်အရ၌ယနေ့ရစ်ပွဲကိုစောင့်ကြ၏ဆရာသည်မြင်တော်အရ၌ရစ်သားကိုစားအံ့တော်မှာမတက်မီသင်တို့သည်မျိုးရဲတို့ဝင်လျင်ချက်ချင်းတွေးလိမ့်မည်သူမရောက်မီလူများတို့သည်မစားတတ်ကြ သူသည်ရစ်ပွဲ၌ဖျားဝတ်ကိုပြုတ်တတ်၏ဝပြုတ်ပြီးမှခေါဖိတ်တော်သူတို့သည်စားတတ်ကြ၏ယခုမှတွားလျင် တွေးကြလိမ့်မည်ဟု ပြန်ပြောသည်နှင့်အညီသူတို့သည်မြို့ထဲသို့ဝင်၍ရှမွေလာသည်မြင်တော်အရက်သို့တက်သွားလျက်သူတို့ကို စီး၍ကြိုလေ၏ရှောလူမယောင်မီမနေ၌ထာဝရဖျားကနတ်ဖြန်နှင့်ဤချိန်၌ဘေးရမိန်ပြီးမှလူတယောက်ကိုတင်းရှိရသူငါစီလူမည် တင်းဒီထိုသူကိုနာဤလူဤတေလအမျိုးဤမေးရ၌ခန့်ထား၍စီလောင်းချင်းပိတ်သိက်ကိုပေးရမည်သူသည်ငါဤလူတို့ကိုဖိလိတိလူတို့လက်မှကယ်တင်ရလိမ့်မည်ငါသည်သူတို့အော်ဟစ်တန်ကိုကြား၍သူတို့ကိုကြည့်ရှုသည်ဟု ရှာမွေလနာပား၌မိတ်တော်မူနှင့်ပြီးရှာမွေလသည်ရှောလူကိုမြင်သောအခါထာဝရဖျားက ငါပြောသောသူကိုကြည်လော့ဤသူသည်ငါ၏လူတို့ကိုအုပ်ချုပ်ရလိမ့်မည်ဟု မိတ်တော်မူ၏ထိုအခါရှောလူသည်ရှာမွေလာရှိရာ တကားဝသို့ချင်းကပ်လျင်မြင်သောသူ၏အိမ်ကို ပြပါလော့ဟု တောင်းပန်သောရှာမွေလာကငါသည်မြင်သောသူဖြစ်၏ငါရှိမှမြင်သောအရက်တို့တက်သွားလော့ယနေ့ငါနှင့်အတူစားရမည်နောက်ထပ်နေ့ငါလွတ်လိုက်မည် တင်းစိတ်နှလုံးထဲမှာရှိသမျှကိုလည်းငါဖော်ပြမည်။တမြန်နေ့ကပျောက်သောတင်းဤမီးတို့ကို မအောင်မေ့နဲ့တွေးလျက်ရှိပြီ။ဤတည်လာအမျိုးသည်အဘယ်သူကို အလိုရှိသနည်းတင်းနှင့်တင်းဤအဆွေမျိုးပေါင်းကို အလိုရှိသည်မဟုတ်လောဟုရှောလူအားပြောဆို၏။ရှောလူကလည်းအကျုံတို့သည်ဤတေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုးဘေးရမိန်မျိုးသားဖြစ်ပါသည်မဟုတ်လော။ အကျုံမို့အဆွေမျိုးသည်ဘေးရမင်းအဆွေမျိုးပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည်မဟုတ်လောကိုရောသည်အကျုံမို့အားအဖေကြောင့်ဤသို့ပြောပါသည်ဟုရှောက်လေ၏ထိုအခါရှာမွေလာသည်ရှောလူနှင့်သူ၏ငယ်သားကိုခေါ်၍အိမ်ခန်းထဲသို့တွင်ပြီးလျှင်ခေါ်ဖိတ်တော်သူ30တို့တွင်အမျက်ဆုံးသောအရက်၌ထိုင်စေ၏ပွဲသူကြီးကိုလည်းခေါ်ပြီးလျှင်တင်၌ငါအပ်ပြီး၍ အခြားစီထားစီခြင်းကနာမခဲ့သောအဖိုးကိုယူခဲ့တော်ဟုဆိုသည့်အတိုင်ပွဲသူကြီးသည် ပခုံးနှင့်ပခုံးပေါ်မှ ခင်းသောအရာကို ယူ၍လျှောလူရှိမှထားလေ၏။ရှာမွေလာကလည်းခြံထားသောအရာကိုယူ၍စားတော့ခေါဖိတ်တော်သူတို့အားပြောနှင့်သည့်အတိုင်တင့်အဖိုးယခုတိုင်အောင်တူထားလျက်ရှိပြီဟုဆို၍ထိုနေ့၌လျှောလူသည် ရှမွေလာနှင့်အတူစားတောက်လေ၏ထိုသူတို့သည် မြင့်သောအရက်မှဆင်း၍မြို့ထဲသို့ဝင်ပြီးလျင် ရှမွေလာနှင့်ရှောလူတို့သည်အိမ်မိုးပေါ်မှစကားပြောလျက်နေကြ၏ရှောလူအားဗိသိက်ပေးခြင်းနနက်ဆောဆောထား၍မိုးလင်းသောအခါရှမွေလာကထာလော့တင့်ကိုငါလွတ်လိုက်မည်ဟုရှောလူကိုအိမ်မိုးပေါ်မှခေါ်ပြီးလျင်ရှောလူသည်ထား၍ ထိုသူနှစ်ယောက်တို့သည်ထွက်သွားကြ၏မြို့ဆုံးသို့ရောက်သောအခါရှံဝေလာကတင်းဤငယ်သားကို ရှေ့သို့သွားစေခြင်းကပြောတော်ဟုရှောလူအားဆိုသဖြင့်ငယ်သားသည်ရှေ့သို့သွားလေ၏ရှံဝေလာကလည်းရက်နေတော့ဖျားသခင်ဤအမိန့်တော်ကိုငါပြန်မည်ဟုဆိုလျက်ဓမ္မရာဇဝင် ပထမဆောင်အခန်းကြီး30စီဘူးကိုယူ၍ ရှောလူဤခေါင်းပေါ်မှာလောင်းလေဤတဖန်သူ့ကိုနန်းသဖြင့်ထာဝရဖျားသည်တင့်ကို အမွေတော်လူမျိုးဤမင်းရနာခံထား၍စီလောင်းချင်းပိတ်သိက်ကို ပေးတော်မူဤယနေ့ငါနှင့်ကြွား၍တွားတော်ခါဘေးရမိန်ခရိုင်စွန်းဇေလာဇယွာယာခီလာတင်းကြိုင်းနာမှာလူနှစ်ယောက်ကို တွေ့လိမ့်မည်သူတို့ကတင်သွား၍ရှာတော်မီတို့ကိုတွေ့ပြီး တင်းဤအဖသည်မိလို့ကို အမှုမထားနတားဖို့အဘယ်သို့ပြုရပါမည်နည်းဟုဆိုလျက်စိုးရင်ကြောင်းကိုပြောကြလိမ့်မည်ထိုအရက်မှလွန်၍တာဘောလွင်ပြင်သို့ရောက်လျင်စိတ်တငယ်သုံးကောင်ကိုဆောင်းတော်သူတယောက်မုံသုံးလုံးကိုဆောင်းတော်သူတယောက်စပြည့်ရီဘူးကိုဆောင်းတော်သူတယောက်ဒီဟုသောဘေတလာမြို့ဖျားသခင်ထံတော်သို့သွားတော်သူ၃ယောက်တို့နှင့်တင်တီတွေ့ကြုံလိမ့်မည် ထိုသူတို့သည်နှုတ်ဆက်ပြီးလျင်မုံနှလုံးကိုပေး၍တင်သည်သူတို့လက်မှခံယူရလိမ့်မည်ထိုနောက်မှဖိလိတိတက်ရှိရာဖျားသခင်ဤတောင်တို့ရောက်၍မြို့သို့ချင်းကပ်တော်ခါပရောဖက်အပေါင်းတင်သည်တယောပတာပလူစောင်းပါလျက်ထိုသူတို့သည်နှုတ်ဆက်ပြီးလျင်မုံနှလုံးကိုပေး၍ ်တင်သည်သူတို့လက်မှခံယူရလိမ့်မည်ထိုနောက်မှဖိလိတိတက်ရှိရာဖျားသခင်ဤတောင်တို့ရောက်၍မြို့တို့ချင်းကပ်သောအခါပရောဖက်အပေါင်းတင်သည်တယောတတပလူဆောင်းပါလျက်ပရောဖက်ပြုလျက်မြင့်တော်အရက်မှဆင်းလာကြသည်ကို တွေ့လိမ့်မည်ထိုအခါထာဝရဖျားဤဝိညာဉ်တော်သည် တင့်အပေါ်မှာတက်ရောက်သည်ဖြင့် တင်သည်သူတို့နှင့်အတူပြယောဖက်ပြု၍ခြားနာသောသူဖြစ်လိမ့်မည်။ဤနမိတ်လက္ခဏာတို့သည်တင်၌ဖြစ်သောအခါအစဉ်တင်သည့်အတိုင်းပြုလော့ဖျားသခင်သည်တင်နှင့်အတူရှိတော်မူ၏။တင်သည်လည်းနာရှိမာကီလကာလာမျိုးသို့တွားရမည်။ငါသည်လည်းမိရှုရာရစ်မိတ္တဟာရာရစ်တို့ကို ပူဇော်ခြင်းကတင်ရှိရာသို့လာမည်။ ။ငါလာ၍တင်ပြရသောအမှုကိုမပြမီတိုင်အောင်တင်ဒီငတ်နေရမည်ဟုဆို၏။ရှောလူသည်ရှာမွေလာထံမှထွက်သွားမည်ဟုလှဲ့သောအခါခြားနာသောစိတ်နှလုံးကိုဖျားသခင်ပြတော်မူ၍ထိုနိမိတ်လက္ခဏာလုံးစုံလို့သည်ထိုနေခြင်းတွင်ဖြစ်လေ၏။တောင်တော်သို့ရောက်သောအခါပရောဖက်အပေါင်းအသင်းတို့သည် စီး၍ကြိုကြစဉ်တွင်ဖျားသခင်၏ဝိညာဉ်တော်သည် ရှောလူအပေါ်သို့တက်ရောက်တော်မူသဖြင့်သူတို့နှင့်အတူ ပရောဖက်ပြုလေ၏ရှောလူသည်ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်ကတည်ကျွမ်းသောသူတို့သည်မြင်သောအခါကိရှာဤသား၌အဘယ်သူဖြစ်သည်နည်းရှောလူသည်လည်းပရောဖက်တို့၌ပါတလောဟုတယောက်ကိုတယောက်မေးမြန်းကြ၏ထိုအရသားတယောက်က သူတို့အဖကအဘယ်သူနည်းဟုဆို၍ ရှောလူသည်လည်းပရောဖက်တို့၌ပါတလောဟုသောစကားသည်ပုံစကားဖြစ်လေ၏ရှောလူသည်ပရောဖက်ပြုပြီးမှ မြင့်သောအရက်သို့သွား၏ရှောလူ၏ဘာထွေးကသင်တို့သည်အဘယ်အရက်သို့သွားသနည်းဟုရှောလူနှင့်ငယ်သားကိုမေးလျင်ရှောလူကမိလို့ကိုရှာရအောင်သွား၏မတွေ့သောအခါရှာမွေလာထံသို့ရောက်သည်ဟု ပြန်ပြော၏ ။ဘာထွေးကလည်းရှာမွေလာသည်အဘယ်သို့ပြောသနည်းနာအာပြန်ပြောပါဟု တောင်းပန်တော့မိလို့ကို တွေ့ပြီးဟုရှာမွေလာသည်အတက်ပြောချောင်းကိုသာရှောလူသည်ဘာထွေးအားပြန်ပြော၍ရှာမွေလာပြောသောနိုင်ငံအမှုအရေးကိုဘာထွေးအားမကြားမပြောဘဲနေ၏ရှောလူကိုဘရင် အဖြစ်တင်မြောက်ခြင်းတဖန်ရှာမွေလာသည်လူများတို့ကိုမိစပါမျိုး ထာဝရဘုရားထံတော်သို့ခေါ်၍စီဝေးစီပြီးလျင်ဣတေယလအမျိုး၏ဘုရားသခင်ထာဝရဘုရားမိတ်တော်မူသီကားဣတေယလအမျိုးဖြစ်သောတင်တို့ကိုအေဂုတ်တုပြည်မှငါဆောင်ခဲ့၍အေဂုတ်တုမင်းအစရှိသောတင်တို့ကိုညင်စေသောမင်းအပေါင်းတို့လက်မှကဲနှုတ်တော်လေတင်တို့ကိုဒုက္ခဆင်းရဲဘေးဥပယ်ရှိသည်များလို့ထဲကကဲတင်သောတင်တို့၏ဖျားသခင်ကို ယနေ့တင်တို့သည်ပယ်ကြပြီအကျွန်ုပ်တို့အပေါ်မှာရှင်ဘရင်ရှိစေခြင်းမှာရှင်းမြောက်တော်မူပါဟုလျှောက်ကြပြီတို့ဖြစ်၍အမျိုးအသီးသီးအဆွေသီးအသီးအလတ်ထာဝရဘုရားရှိတော်သို့ချီးကပ်ကြလော်ဟုဣတရီလအမျိုးသားတို့အားဆိုသဖြင့်အမျိုးလွယ်ပေါင်းတို့ကို ချီးကပ်စေပြီးမှဘိယာမိန်မျိုးကိုမှတ်တော်မူ၏ဘိယာမိန်အဆွေမျိုးအလိုက်ချီးကပ်စေပြီးမှ ်မာဒရီအဆွေမျိုးကို၎င်းကီရှာအီတာရှိုလူကို၎င်းမှတ်တော်မူသဖြင့်သူကိုရှာ၍မတွေ့ကြ ထိုသူသည် လာရပါမည်လို့ဟုသာဝရဖရာအားမိလျှောက်လျင်သာဝရဖရာကလေမြအစရှိသည်တို့၌ပုံ၍နေသည်ဟု မိတော်မူ၏သူတို့သည် ပြေး၍ခေါ်ခဲ့ကြ၏ရှောလူသည် လူများတို့တွင်ရက်တော်ခါ ပခုံးအထက်မှာ အခြားသောသူထက်အရက်သာ၍မြည်၏ရှာမွေလာကလည်းထာဝရဖရာရွေးချယ်တော်မူသောသူကိုကြည်ကြလော့လူခတ်သိန်းတို့တွင် သူနှင့်တူသောသူတစ်စုံတစ်ယောက်မျှမရှိဟု လူအပေါင်းတို့အားပြောဆိုလျင် လူအပေါင်းတို့ကရှင်ဘရေအသက်တော်မြဲပါစေဟုကြွေးကြော်ကြ၏ရှာမွေလာသည်လည်း မင်းကျင့်တရားကို လူများတို့အားဟောပြော၍စာ၌ရေးမှတ်သဖြင့်ထာဝရဘုရားရှိတော်၌ထားပြီးမှ လူအပေါင်းတို့ကို အသီးသီးမိမိတို့အိမ်တို့လွတ်လိုက်လေ၏။ရှောလူသည်လည်းဒီပါမျိုးမိမိအိမ်တို့တွား၍ဘုရားသခင်သွေးဆောင်တော်မူသောလူအပေါင်းသင်းသည် သူနှင့်အတူလိုက်သွားကြ၏။အထမလူတို့ကဤသူသည်ငါတို့ကိုအဘယ်သို့ကယ်တင်လိမ့်မည်နည်းဟုဆိုလျက် လက်ဆောင်ကိုမဆက်ဘဲမထီမဲ့မြင်ပြုတော်လဲရှောလူသည် အမှုမထားဘဲနေ၏ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖသည်မိษွေ၌လူသောအရာများကိုတည်တော်မူသည်နှင့်အညီအလိုတော်ရှိသည့်အတိုင်းမိษွေ၌ပြည့်စုံပါစေသောအာမင်